ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေ့စာအုပ်များ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုတိုးလေးကတော့ဆရာမောင်သားချိုရေးသားထားတဲ့မိနီနဲ့အတားခံထားရတဲ့လူဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်အယောင်တွေအစင်းတွေထဲမှာအနီယောင်ကလူတို့ဤစိတ်ကိုစုံမလွှမ်းချုံထားသောခွန်အားတစုံတရာများရှိနေလျော်သလားမပြောတတ်ပါချက်ချင်းဒီအမတ်တစိတ်ထဲကအနီယောင်က ဖေးမှာကူညီမှု၏အ내အဓိပ္ပာယ်ကိုရည်ညွှန်းပါသည်တူနာပြုတက္ကသိုလ်ဝင်ပြရဝန်တွေကထွက်လာသောတူနာပြုဆီယမလောင်းလျာတို့၏တက်လွင်သောအနေအောင်ကပြတ်သားသောမူနှင့်ရှင်သည့်ဂယုနာ၏သင်္ကေတာပဲဖြစ်ပါသည်အမျိုးမျိုးအထွေထွေသောမတော်ရင်တို့၏အရှိန်တွေကိုတုံငနေတိကနေရက်တန်သွားစီသည့်မိပွိုင်းအနေအောင်ကစီကံဤပုံရိပ်ဖြစ်က မိတ်ကြီးလင်းကြီးဖြစ်နေသောကားရှိမီနောင်မီတွေကတော့တတိတရား၏နမိတ်ပုံပဲ ဖြစ်ပါလိမ့်မည်ကျွန်တော်တို့ခန့်ငယ်ငယ်လူမမဲចောင်းသားဘဝကမှင်အနီထက်ထားသောဆရာဖောင်တိန်ကြီးကိုတကိုးရှင်တဦးပမာအားကြတတ်မှတ်ခဲ့မှုဒီမှာလဲအမှန်ပဲဖြစ်ပါသည်ကျွန်တော်တို့၏ရမှတ်များကျွန်တော်တို့၏အအောင်အရှုံးကိစ္စများကိုမှင်နေပြည့်ရေးချစ်တတ်မှတ်ပေးခြင်းဖြစ်ရာចောင်းဆရာဘဝကိုတကယ်မသိခင်ကတည်းကမှင်ဤတချောင်းပြည့်လုတ်ပိုင်ခွင့်ရထားသည့်ဟန်ပန်ကို သဘောကျနေခဲ့ဘူးဒီမှာလည်းအမှန်ပဲဖြစ်ပါသည်နောက်တော့ကျွန်တော်တို့တွေဘဝမာရသွန်ပြိုင်ပွဲကြီးအတွင်းသို့ရောက်သွားကြပါသည်နေကအတက်အစင်းတွေအခန်းအဝင် အထွက်တွေဒီဘက်ဇပွဲမှာဟိုဘက်ဇပွဲသို့အကူအတန်းတွေကြားထဲမှာအသက်ရှင်အောင်ကုခတ်ကြရပါတော့သည်ဒီမှာနောက်ထပ်မိနီတစ်ချောင်းကိုထပ်တွေ့လိုက်ရခြင်းဖြစ်ပါသည်ကျွန်တော်တို့အထက်အရာရှိ တူဦးမိနီ ကျွန်တော်တို့ဤဆရာလဲဖြစ်ခဲ့ဘူးသူ ထိုးအထက်အရာရှိကလုပ်ငန်းဝင်တဲ့သူရောက်တော့အခါကျွန်တော်တို့ဤအလုတ်အတက်အစင်းလက်မှတ်ထိုးရသည့်စာရွက်ကိုခိုင်းပါသည်ဆရာကသဘောကောင်းမနှောကောင်းဆရာတဦးဖြစ်တော်လဲစီကန်းကိုတော့တန်ဖိုးထားပါသည်တို့ဖြစ်ရာဆရာကကျွန်တော်တို့အလုတ်တို့နောက်ဆုံးရောက်ရမည့်အချိန်နဲ့အစောဆုံးပြန်ရမည့်အချိန်တို့ကိုတတ်မှတ်ပေးပြီးနောက်စီကန်းဖောက်ပြတ်တော်မှီနီတမ်းမီဟု အစီအွေတစ်ခု၌တတိပေးတာပါသည်တို့ဖြစ်ကျွန်တော်တို့လဲအလုတ်တက်လိုက်ဆင်းလိုက် တခါတရံတွင်လည်းအကြောင်းမျိုးမျိုးကြောင့်နောက်ကြမိစောမိတော့ကြောင့်မင်းဒီအတားခံရလိုက်။ဆရာကပြင်းထန်သည့်အေးအေးယူမှုများကိုကတခါမှမလုပ်ခဲ့။သူမင်းဒီတထဘုံကဒီနေ့ရောက်တာနောက်ကြတယ်။ဒီနေ့ပြန်လာစောတယ်ဟူဒီကိုတတိပေးယုံတသက်များသာမင်းဒီတား၍ဖော်ပြနေခဲ့ခြင်းဖြစ်ပါသည်။တနေ့အလွန်အံ့ဩစရာကောင်းသောထိုတနေ့ထိုနေ့ကဆရာတော်တော်နောက်ကြမှအလုပ်ကိုရောက်လာပုံများပါသည်။ ကျွန်တော်တို့အားလုံးလက်မှတ်ထိုးပြီးကြသည့်အထိဆရာသူ့အခန်းထဲသို့မရောက်သေးပါ သူ့အခန်းဘဝကဇပွဲကလေးပေါ်တွင်ကလက်မှတ်ထိုးသည့်စာရွက်ကလေးကိုချထားပါသည်ထိတ်ဆုံးကဆရာအမိဘေးတွင်လက်မှတ်မရှိကွက်လက်ညနေရုံစင်းချိန်လက်မှတ်ထိုးရန်သွားတော့ဆရာရောက်နေပါပြီထိတ်ဆုံးကဆရာနာမည်ဘေးရှိလက်မှတ်ထိုးရန်အကွက်ထဲတွင်ကလက်မှတ်ထိုးမထားဘဲမင်းနေကြီးတားထားပါသည်ကျွန်တော်တို့ကဆရာကိုလှမ်းကြည့်လိုက်သည့်အတန်တိတ်အံပေတိတ်ကို ဆရာစိတ်နာဖြင့်ကြားမိလိုက်ပုံရပါသည်။ဘာလဲဗျမင်းဒီတထားလို့လားမနက်ကနောက်ကျတော့တာနဲ့ကိုကိုကိုပြန်အတီးပေးထားတာဆရာပေါ်ပါသည်အတန်နောက်ွယ်မှာကျွန်တော်တို့တွေ့ပါသည်တကယ်တော့မင်းဒီမတားတာလည်းဘာမှမဖြစ်ပါတကယ်တော့မင်းဒီမတားတာလည်းဘာမှမဖြစ်ပါတားလိုက်တော့လည်းဘာပြက်တန်ကြီးတွေမှကြီးကြီးမားမားကြလာတဲ့အကြောင်းမရှိပါမသိလိုက်မသိပါသားလက်မှတ်ထိုးသည့်စာရွက်ကိုဆရာပြန်သိမ်းတော်ရောမဖြစ်ဘူးလေလား သို့တော့ဆရာကတော့သူ့လက်မှတ်ထိုးရမိအကွက်မှာ သူ့ကိုယ်သူမိန်နီတပစ်ခဲ့ပါပြီရှင်မဟာသီလဝန်သားဤအင်းဝခေဝတ္ထုပါရယနာကိုဖတ်တော့ဗုဒ္ဓခေယဟန်ကြီးတပါးဖြစ်သော ရှင်သာရိပုတ္တရာအကြောင်းကိုထိတွေ့ခွင့်ရပါသည်စီကံကြီးသောအဂတဝကလက်ရယံယဟန်ကြီးကတန်ဃာတော်တို့သင်္ကန်းကိုတတ်တတ်ရရဝိယုံတော်မူကြရန်စီကံတတ်မှတ်ထားလေတဲ့တို့နှင့်တနေ့တော့ ယဟန်ကြီးရှင်သာရိပုတ္တရာကိုယ်တိုင်တင်ကန်းအစမညီဖြစ်ပါလေတည်းရင်းကိုတတိပေးထောက်ပြလာသူက9နှစ်သားအရွယ်တာမဏိငယ်လေးဖြစ်ပါသည်ပညာအရာဣဒရရသည့်လက်ရရန်ရှင်သာရိပုတ္တရာအမျက်ထွက်မိထင်ပါသလားတာမဏိငယ်၏အဆုံးအမကိုခံယူလျက်တင်ကန်းကိုကောင်းမွန်စွာ ပြန်လဲပြုပြင်ဝိယုံတော်မူသည်ဆိုတော့အံ့ဩစရာ ကောင်းမနေဘူးလားကိုစည်းကန်းကို ကိုယူသေးရဲ့ဒီကစိတ်ဤတက်ပြီးတမျိုးပင်မဟုတ်လား ကိုစည်းကမ်းကို ကိုယူသေးရဲ့ဒီကစိတ်ဤတတ္တိတမျိုးပဲမဟုတ်ပါလားမင်းဤတားဒီကမခက်ပါ အထူးသဖြင့်သူ့တပားကိုမင်းဤတားဒီကမခက်ပါကိုကိုကိုမင်းဤပြန်တားဖို့ဆိုဒီကတော့တော်တော်ကိုခတ်တော်ကိစ္စဖြစ်ပါလေသည်ဆရာမောင်သားချို အနာကဝကြမြရန်ကုန်တက္ကသိုလ်ကံတော်မှဆရာတော်ဦးထံသူ နားဆင်ပေးခဲ့ကြတဲ့စာပေချစ်သူအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ကျွန်တော်နဲ့စာအုပ်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာ။နောက်နေ့တွေမှာဖတ်ပြမယ့်ဝတ္ထုတိုဝတ္ထုရှိတွေကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။